အရှိန်ရော့မသွားတဲ့တိုက်ပွဲတွေရက်ဆက်မှုတွေနဲ့စီးပွားရေးပြိုလဲမှုပုံမနှိုင်းဆိုင်လာတာကြောင့်မြန်မာနိုင်ငံမှာလူခွင့်ရေးပြဿနာကပ်ဆိုးတခုဖြစ်လာနိုင်တယ်လို့ကုလသမဂ္ဂလူခွင့်ရေးကော်မရှင်နာမင်းကြီးဘောဂါတက်ကမေ26ရက်မှာပြောကြားလိုက်ပါတယ်။အာနာသိမ့်ပြီးနောက်ပိုင်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ရက်သားတေဆုံးမှုဟာ2024ခုနှစ်မှာအများဆုံးဖြစ်တယ်လို့ကုလသမဂ္ဂလူခွင့်ရေးယုံ OHCHR ရဲ့အစိုးရခန်းစာမှာဖော်ပြထားပါတယ်။တိုက်ပွဲတွေအရှိန်ပိုမြင့်လာတာကြောင့်နိုင်ငံစီးပွားရေးကိုဆိုးဆိုးရွားရွားထိခိုက်စေခဲ့ပြီး အာနာသိမ့်ပြည်နာပိုင်းမြမစီဝါရေးဒေါ်လာ63.6ဘီလီယံဆုံးရှုံးခဲ့ကြောင်းလည်းအစည်းအခမ်းစာမှာဖော်ပြထားပါသည်။ပြည်ရင်းထုတ်ကုန်တန်ဖိုး GDP ဟာလည်း2028ခုနှစ်မတိုင်ခင်အထိကမ္ဘာကယောကမတိုင်ခင်ကအဆင့်မျိုးပြန်ရောက်ရှိလာမယ်လို့မျှော်လင့်လို့မရကြောင်းလည်း OECD ရှာကပြောကြားထားပါသည်။ ငွေဖောင်းပွားမှုပိုများလာပြီးကျပ်ငွေတန်ဖိုး40ရာခိုင်နှုန်းရော့ကျသွားသလိုနိုင်ငံလူဦးရေရဲ့ထက်ဝက်ကျော်ဟာဆင်းရဲမွဲတေမှုစီးရောက်မှာရှိနေတယ်လို့သိရပါတယ်။စာနယ်ရေးခါမှုဖူလုံမှုကုန်စည်နှုန်းမြင့်တက်မှုနဲ့ရင်ဆိုင်နေရချိန်မှာငလျင်ဘေးနဲ့ကြုံရတာကြောင့်ပြည်ထနာပုံမှုဆိုးဝါးလာခဲ့ပါတယ်။အထူးသဖြင့်အာရခတက်တော်အေအေကနယ်မြေတွေအများကြီးတည်ယူထားတဲ့ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားရေးအခြေအနေတွေပိုဆိုးလာနေပြီးစစ်တပ်နဲ့အေအေတိုက်ပွဲတွေမှာရိုဟင်ဂျာလက်နက်ကင်တွေလည်းပါဝင်လာတာကြောင့်ရှုပ်ထွေးမှုတွေဖြစ်ပေါ်နေတယ်လို့ OAC ရှာကဆိုတာပါဒီအခြေအနေကိုလူသားချင်းစာနာထောက်ထားရေးအကူအညီတွေနဲ့နေရက်ဆော့ကွာထွက်ပြေးနေရသူတွေအတွက်နေဆက်ဖြတ်ကျော်အကူအညီပေးတာပါဝင်ပပောင်းဆောင်ကဖြစ်ရှင်းတင်တယ်လို့အစီအခံစာမှာဖော်ပြထားပါတယ်